မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းတွေကတော့ကချင်ပြည်နယ်ဝိုင်းမောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံလက်ဖိုင်နယ်ကြားဆောင်တပ်စခန်းကို KIA ကသိမ်းပိုက်လိုက်ပြီးတော့ဒီကနေ့တနေ့ထဲမှာတင် KIA ကတပ်စခန်း3ခုကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ17ရက်နေ့ မနက်09:50မိနစ်အချိန်မှာဝိုင်းမော်မြို့နယ်ခဆတ133တုံညတုံညသုံးနေကြားဆောင်တက်လဖိုင်စစ်ကောင်စီတပ်စခန်းကို KI နဲ့တော်လိုင်းပူးပေါင်းတပ်များကတိမ့်ပတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့ဇွန်လ17ရက်နေ့မနက်9:00အချိန်မှာဝိုင်းမော်မြို့နယ်စတုံးလမ်းမပေါ်မှာရှိတဲ့ဘွန်တောင်စခန်းကို၎င်းမနက်9:00အချိန်မှာဝိုင်းမော်မြို့နယ်ချီပွေစတုံးလမ်းခွဲမှာရှိတဲ့ဆက်သုံးမိုင်စစ်တပ်စူပေါင်းဂိတ်ကို၎င်းမနက်09:50မိနစ်အချိန်မှာဝိုင်းမော်မြို့နယ်လဖိုင်နေကြားဆောင်တပ်စခန်းကို၎င်း အတိအသည့်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီကဝိုင်းမော်မြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုများကိုလှုပ်ဆောင်နေပြီးတော့စစ်ပေးရှောင်ပြည်သူအများအပြားဟာလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့ပဲခူးတိုင်းအနောက်ချမ်းပြည်မြို့မှာစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကလမ်းသွားလမ်းလာတွေရဲ့ဖုန်းတွေကိုယူကြည့်ပြီးတော့ virtual private network VPN ရှိမရှိကြည့်ကဖြတ်ခိုင်းပြီးတော့ဒဏ်ကြေးဆောင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့ဒီနေ့မနက်ပိုင်းမှာပြည်မျိုးကနေရာအချို့မှာရဲတပ်ဖွဲ့ဝင်တွေကတားဆီးဆစ်ဆီးပြီးတော့ဒဏ်ငွေ9000အထိပေးဆောင်ရတဲ့သူတွေရှိတယ်လို့ဒေသခံတဦးကပြောပါတယ်။စစ်တပ်ကတော့ဈေးထဲမှာရောဘိုးချုပ်လမ်းမှာရောအမှတ်တရရဲစခန်းရှိတယ်မှာရောပတ်ပြီးတော့ဆက်နေတာသူတို့ကလှမ်းခေါ်ပြီးတော့ဖုန်းကိုခဏပြအောင်ဆိုပြီးဆက်တယ် VPN ရှိလားရှိရင်ဖြတ်ထားပါလို့ပြောလိုက်တယ်လို့ဒေသခံတို့ကပြောပြခဲ့ပါတယ်စစ်ကောင်စီကမေလ30ရက်နေ့ကနေစတဲ့ င်က VPN အသုံးပြုမှုကိုပိတ်ပင်လိုက်ပြီးတဲ့နောက်ထောင်ချအရေးယူဖို့ပြင်ဆင်နေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးတော့အခုလိုမျိုးစစ်ဆေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ပြည်မျိုးကဒေသခံတို့ကတော့ဒေသခံအနေနဲ့ရောပြည်သူအနေနဲ့ရောမြန်မာနိုင်ငံမှာနေထိုင်ရတာဘဝလုံခြုံမှုမရှိတော့ဘူးလို့ပဲမြင်တယ်လို့ပြောဆိုခဲ့ပါဗျ။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီးတော့မြန်မာနိုင်ငံမှာ Facebook နဲ့ Twitter X အသုံးပြုခွင့်ကိုစစ်ကောင်စီကပိတ်ပင်ခဲ့လို့ VPN တွေခံကအသုံးပြုခဲ့ကြရပြီးတဲ့နောက် အခုနှစ်မေလ30ရက်နေ့မှာ VPN တွေချိတ်ဆက်မရတာခက်ခဲသွားတာတွေဖြစ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့အခမဲ့အသုံးပြုခွင့်ရတဲ့ VPN တွေအစားအခကျင်းငွေနဲ့သုံးဆွဲရတဲ့ VPN တွေကိုဝယ်ယူသုံးဆွဲကြတဲ့သူတွေလည်းရှိတယ်လို့သိရပါဗါးအမတို့ကတော့အခက်တွေ့တာပေါ့ VPN ကဝယ်ပြီးတော့တုံးရတာလေပြတ်လို့ရှိရင်လေပြန်ဝင်ဖို့ကအဆင်မပြေတော့ဘူးလို့နောက်ထပ်ပြည်မျိုးကံအမျိုးသမီးတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်မြောင်လန်းကွဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လာ6ရက်နေ့ညနေ3:30မိနစ်အချိန်ကနေပြီးတော့4:30မိနစ်အချိန်အထိမြောင်မြို့နယ်မြောင်လန်းခွဲမှာအခြေချနေထိုင်နေတဲ့ဘုံမင်းကြီးအကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကိုရှားထူးသောနှီးပညာတိုက်ခိုက်ရေး fixed wing drone နဲ့1.5 kg အဲဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းမြင်းမှုမျိုးနယ်အလကပကျေးရွာအရှိတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စကိုင်းခရိုင် drone တပ်ရင်း SDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဇွန်လ9ရက်နေ့ညနေ9:00နာရီကနေပြီးတော့ညနေ9:00နာရီခွဲအချိန်အထိကိုမြင်းမှုမျိုးနဲ့အလကပရွာအရှိတ်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားရဲနဲ့ပြူစောထီးများအထိုင်ချနေထိုင်တဲ့ဂိတ်စခန်းကိုရှားထူးသောနီးပညာတိုက်ခိုက်ရေး fake swing drone နဲ့1.5 kg အဲဘုံ၄လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထေတဲ့သတင်းတော့ထပ်မသိရသေးဘူး။ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုအလကပကျေးရွာထဲမှာဆေးကုနေတယ်လို့သိရတယ်လို့ပြောကြားထားပါဗျ။၎င်းတိုက်ခိုက်မှုများကိုသကိုင်းခရိုင် drone တက်ရင် SDDF နဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့သကိုင်းခရိုင်အမတ်လေးတက်ရင်မြင်းကြံခရိုင်အမတ်ရှက်တက်ရင်မြင်းမူပကဖ Urban Hunter Force UHF ပြည်ရပြစွန်ယိုမိထီလာ Special Defense Force နဲ့ Black Eagle အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်တောင်တာမြို့မှာရဲစခန်းထွေအုပ်ရုံးနဲ့မကြီးရိုးစာတင်ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်7:00နာရီအချိန်ကမှတောင်တာမြို့နယ်တောင်တာမြို့မှာရဲစခန်းကို drone နဲ့အင်နာကာဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့ရာနန်းတီကြီးရွာအုပ်ကြီး အောင်မြင့်မော်နဲ့ရဲနှအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တအုပ်သိမ်းဆုံးသွားတယ်လို့သိရပါဗါဒါအပြင်ရဲမိန်နှအုပ်လည်းမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါအလားတူပဲထွေအုပ်ရုံးကိုလည်းဒပြိုင်နယ်ထက်အီနာကဘုံဒီနှလုံးကျဲချခဲ့ရာအချမ်းမဲ့စစ်ကောင်းစီလက်အောက်ခံထွေအုပ်ဝန်ထမ်းတအုပ်ဥကောင်းကိုရှက်ထိဒဏ်ရာနဲ့ မစိုးရင်ရနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇော်လ9ရက်နေ့ညနေ4နာရီအချိန်ကမှတောင်တာမြို့နယ်မကြီးရိုးစာတင်ကျောင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ရဲများကို drone နဲ့အင်နာကဘုံသီးလေးလုံးကျဲချခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတအူးတိတ်ဆုံးပြီးစစ်သား2ဦးရဲ2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရဲစခန်းကိုဘုံကျဲတာကတအူးထက်သေးသွားတယ်လို့သိရတယ်။အဲ့တော့ဘောင်း2ဦးသေးတာပေါ့။နောက်ထပ်ဒဏ်ရာအပြင်းထန်ရတဲ့သူတွေကတေလားမတေလားတော့ထပ်ပြီးတော့မစုံစမ်းရသေးဘူး။နည်းမြေအခြေအနေကလည်းနည်းနည်းရှုပ်ထွေးနေတယ်။ မြင်းညာမျိုးပေါ်မှာက122ဟာဝဇာလက်နက်ကြီးအထိုင်ချပြီးတော့ပြစ်နေတာမနေ့ကဆိုရင်ပြားရွာဘက်ကတော့လှမ်းပြစ်နေသေးတယ်လို့မြင်းကြံခရိုင်အမတ်ရှိတရင်ကတာဝန်ခံကိုလင်းလက်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတောင်တာမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့မြင်းကြံခရိုင်တရင်အမတ်သုံးတရင်မြင်းကြံခရိုင်တရင်အမတ်တတရင်မြင်းကြံခရိုင်တရင်အမတ်ရှိတရင်နဲ့မလိုက်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြည်သူ၅ဦးသေဆုံးခဲ့ပြီး၆ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇွန်လ၁၀ရက်နေ့မွန်လွယ်၁၂ :20 မိနစ်အချိန်မှာဝိုင်းမော်မြို့နယ်တိန်ကြီးစုရက်ကွက်လမ်းတော်73ရဲစခန်းရှိမှရှိတဲ့ transformer အနီးမှာလက်နက်ကြီးကြားရောက်ခဲ့တဲ့အတွက်ကြောင့်အနီးနားနေအိမ်ကဒေါ်နန်းလိုင်အသက်58နှစ်ဘုံးစံထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗျ။ဒါ့အပြင်မနေ့ည7:00အချိန်ကဝိုင်းမော်မြို့နယ်ခတ်ချူရွာမှာလက်နက်ကြီးကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပြည်သူတအုပ်သေးဆုံးပြီးတော့6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသူဟာအသက်26နှစ်အရွယ်ကိုတန်းငယ်ဖြစ်ပြီးတော့လက်နက်ကြီးထိမှန်ပြီးတဲ့နောက်ဝိုင်းမော်ဆေးရုံအရောက်မှာသေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့ပြည်သူများထိခိုက်သေဆုံးမှုများရှိနေတဲ့အပြင်မြေကြီးနားခရိုင်အတွင်းမှာရှိတဲ့ခရီးရန်ဖျားရှိခိုးကြောင်းများမှာလည်း drone ဘုံကျဲခံရတဲ့အတွက်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာကျောင်းဆရာမတအူးတေဆုံးပြီးတော့ထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ17ရက်နေ့မနက်6:00ကမှရွာသားရွာပြူစောတိရွာကရိတ်ခါပြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ ထုံးကြီးရွာကိုရိတ်ခါရှာရန်တန်ခွန်နဲ့ထွက်လာတဲ့အချိန်စင်ကူးမျိုးနယ်ပကဖကရဲဘော်များကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာစစ်သားတအူးထိခိုက်ဒဏ်ရာရပြီးတော့ထွက်ပြေးဆုတ်ခွာသွားတယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကထုံးကြီးရွာကဖောင်စိမ့်မှာအထိုင်ချပြီးတော့အနောက်ဘက်ကျွန်းပေါ်ရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် ထီကုံးရွာကိုလက်နက်ကြီးကြီးကြားရောက်ပောက်ခွဲခဲ့ပြီးတော့အသက်30အရွယ်ကျောင်းဆရာမဒေါ်မေစင်ဝင်းပွဲချင်းပြီးတေဆုံသွားကပြည်သူနှအူးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလူအင်အားထပ်မံဖြည့်တင်းခြင်းတွေကြောင့်ထီကုံးရွာနဲ့တာယာဝတီရွာကထောင်နဲ့ချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ထီကုံးနဲ့တာယာဝတီမှာရှိတဲ့ပြည်သူတွေကတော့အကုန်လုံးရှောင်နေရတယ်။စစ်ခွေးတွေရှိတဲ့နေရာနဲ့ရွာတွေနဲ့ကြားမှာမြစ်ချထားတယ်။ထုံးကြီးမှာတော့စစ်ခွေးတွေအင်အားထက်တိုးထားတယ်။ ရွှေပြည်ဘက်ကိုစစ်ကြောင်းကတော့မထိုးသေးဘူးလက်နက်ကြီးတွေနဲ့ပတ်ထုနေတာဆိုတော့အခုတည်းကထိတော့ပြစ်ခတ်မှုမရှိသေးဘူးငြိမ်နေတယ်ကျွန်တော်တို့အတီးပြုတ်လို့ရတာကတော့ထိခိုက်ဒဏ်ရာရတာက3ဦးအမျိုးသား2ဦးအမျိုးသမီး2ဦးပေါ့ចောင်းဆရာမလေးအသက်30အရွယ်မမေစင်ဝင်းကတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကစေကူတမှုခံယူနေပါပြီလို့ကင်းထောက်မြေပြင်တရင်ဝက်လက်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။လက်ရှိအချိန်မှာထုံကြီးရွာဖောင်စိတ်မှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတန်ခွန်တစည်းကိုချော်ဆွဲထားပြီးတော့အရှိရွှေပြည်ဘက်ကလည်းစစ်ကူအင်အား90ခန်းနဲ့ထပ်မံရောက်ရှိလာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ